။ရုံသွားတဲ့မိန်းကလေးတွေဖတ်တင်တဲ့ပုံကြီး။တခါကကောင်မလေးတယောက်သူ့ဘွားရင်သွားဖို့ဆိုပြီးတောင်တန်းလမ်းတိုင်းရှောက်လာနေရုံ။ရှော့ခနဲ့အတန်းကြတော့ငုံကြည့်လိုက်တယ်။ခြေအောင်နှမ်းမမွေးတကော။ဝေကခလောက်ဆွေးမွေမျိုးစား။အဲ့ဒီအချိန်မှာကောင်မလေးဘာမှမလုပ်ရသေးခင်။ဝေကကောင်မလေးကိုပြောပါတယ်။သူတရားတော့မထင်သေးတဲ့သူအရန်လက်ချမ်းနေတယ်ဒီနေရာမှာအရန်အေးရပဲအခုတည်းလဲဘာမှမစားရသေးဘူးတဲ့ ရှင်းနိုင်သူ့ကိုကောင်းမလေးရဲ့အိမ်ကြီးရဲထည့်ပြီးကောင်းမလေးနဲ့လူခေါ်သွားပါလားတဲ့ကောင်းမလေးကပြန်ပြောတယ်မဖြစ်ဘူးမဖြစ်ဘူးမင်းပါမို့လဲဆိုတာငါသိတယ်မင်းကခလောက်ဆွဲမို့ငါနဲ့ကိုခေါ်ဝိုင်းမင်းငါ့ကိုကြိုက်မှာမင်းအစိတ်ပြင်းတယ်ဝေကကောင်းမလေးပြောတာကိုလက်မခံဘူးမကြိုက်ဘူးမကြိုက်ဘူးစိတ်ချနေနာငါ့ကိုကူညီငါဟာနင့်တငယ်ချင်းကောင်းမယ်နင့်ကငါကောင်းမို့တကယ်ဆက်ဆံမှာဝေကဒီလိုပြောလာတော့ကောင်းမလေးကပြောရပါတယ် ြီးတော့ငွေကိုကြည့်တယ်။ငွေရလာလိုက်တာ။သူ့အခွက်လေးတွေကပကြီးကားတစ်ချက်လိုပဲ။ငါမြင်မှုတမြောက်မွေထဲမှာသူ့အလားဆုံးပဲ။ကောင်းမလေးချက်ချင်းပဲဆုပ်ရလိုက်တယ်။ကောင်းပြီ။နေ့ကငါယုံတယ်။နေ့ကငါကဲမယ်။ဘလို့တက်ရှိတဲ့တော်မှာဆိုရှင်နာမှုနဲ့ထိုက်တယ်နေဆိုတာကိုငါလက်ခံတယ်။တပြုတ်ဆုံးနဲ့ကောင်းမလေးကငွေကိုညှင်းတာနဲ့ယူပြီးအင်ကြီးရဲ့ထဲလို့သူ့ခွန်းရင်ကိုဆက်တွက်လာခဲ့တယ်။လျှောက်လာရင်လျှောက်လာရင်ကောင်းမလေးပြင်းထန်နေတဲ့ခြင်းမှုကိုခံစားလိုက်ရတယ်။ ူရသူကိုခိုက်လိုက်ပါလေ။ကောင်းမလေးငိုတယ်။နောင်လိုက်ရတယ်။ပြင်ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ။ညင်ပြောမှမကိုက်ဘူးဆို။ငါနဲ့ကိုယုံခဲ့တယ်လေ။ငိုရတခုမှတင်တော့ပါလေ။ညင်ငါ့ကိုခေါ်တော့ဖို့ဆုံးဖြတ်ခဲ့ကငါဘယ်လိုမျိုးစားလဲဆိုတာညင်သိပြီးသားပဲ။မတက်နိုင်ဘူးလေ။နေလိုက်တဲ့နေ့ကံပေါ့။ဒီလိုပြောပြီးအချင်းလေးကိုခလောက်တော့တွန်းတွန်းတွန်းနဲ့ထွက်သွားပါတော့တယ်။အုံမီလေးကတော့ဒါပါပဲ။အုံမီလေးကမျိုးတက်တယ်တုံးတုံးလေးပေါ့ကွာ။ ျွန်တော်တို့တော်များမှာပေါ်ဝင်နေပါတယ်။ပြောလို့ရမယ်ထင်တာပါပဲ။တချို့လူတွေကစိတ်ကြံနဲ့မတိုင်ဘူး။တချို့လူတွေကသွားတနာလို့မရပါဘူး။တချို့လူတွေကရှာနှခွနဲ့ခုနာလို့ပါပဲ။တချို့လူတွေကခွင်းနှီးတော့ကျောင်းစုတွေပါ။တချို့လူတွေကထုတ်တမှုပေါ်ကြတယ်လို့ပါပဲ။တချို့လူတွေကရင်ရင်းမိမှရုံးမှတက်ကြပါလေ။တချို့လူတွေကမူရမာယာတိတ်မြပါလေ။တချို့လူတွေကခုနှစ်ခုမှတိတ်ကြွနေတယ်။ နောက်ပြီးတနာကမယုံနဲ့နေရတဲ့သူကတနာစီအောင်မကောင်းဘူးဆိုတော့လည်းခေါင်းထိထတာပါအပေါ်ရင်ရွှေမုံကျေးထားတဲ့နည်းနဲ့စာရေးလို့လည်းသူ့ရဲ့အတွေးစိတ်တွေကိုနောက်တာအာဒီဒီကမှချထားလို့ရတယ်ဆိုတာကိုလည်းသတ်မှတ်ထားပါချို့ချို့တော်တွေကဘလို့တနာကျင်တယ်လို့စေတနာထားမှုမျိုးယုံကြည်မှုမျိုးကိုရေးဆောင်မှုမျိုးမှာမထိုက်တယ်လို့ဆိုတာကိုနားလည်ထားလိုက်ပါချို့တချို့လို့ပြချင်ရတယ်နော်အကုန်လုံးကိုဆိုပြပါမယ်